စ်ကောင်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်တိုက်ပွဲမှာစစ်ကောင်စီက ထိုးစစ်ဆင်အသာစီးယူလာနိုင်တဲ့အတွက်စစ်ရာရှိချို့ကိုစစ်ကောင်ဆောင်ကယာရုတိုးပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာခန်းစစ်အနေထားနဲ့တိုက်ခိုက်နေရပြီးထိုးစစ်ဆင်လာပါကလည်း KIA ရဲ့တံပြန်ထိုးစစ်ကြောင့်အမတ်၂၁စစ်စင်ကိုကဲမှုဌာနချုပ်စကခ၂၁အတွင်းကိုတက်ပြန်စုံနေရပြီမဲ့ အခုရက်ပိုင်းမှာတော့စေရေးပြူဟာပြောင်းလဲပြီးထိုးစစ်ဆင်လာနိုင်တဲ့အတွက်စေရရှိနှုတ်ကိုရာထူးတိုးပေးလိုက်တာပါစစ်ကောင်မရှင်ဟာစက္ကခ27မှုနဲ့တမရှိရှိတမမှုလို့ကိုရာထူးတိုးပေးပြီးပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကစက္ကခ27ကနေ လေရင်နဲ့ခေါ်ထုတ်သွားတယ်လို့သိရပါတယ်ရာထူးတိုးပေးလိုက်တဲ့စက္ကခ27မှုတင်မင်းလက်နဲ့ရှိရှိတမမှုကြော်နိုင်လို့ကိုတက်ချုပ်က ခေါ်တွေ့တယ်လို့သိရပါတယ်ဗမောတာစည်းရလို့ရာထူးတိုးပေးတယ်လို့ ဝါရဖြန့်သတင်းလွှင့်နေပါတယ်လို့ကချင်သတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်ဗမော်တိုက်ပွဲအခြေအနေမှာပြင်းထန်လာပြီးစစ်ကောင်မရှင်ဟာ KIA တပ်တွေရှိနေသေးတဲ့လေရင်ကွင်းတစ်ဖက်ချမ်းကိုပါထိုးစစ်ဆင်လာတာပါဒါအပြင်စက်တင်ဘာ26ရက်နေ့ကနေချောင်းပြစ်ကူရီနဲ့မနောခွင်းဘက်ထိစစ်ကြောင်းတက်လာတယ်လို့ဗမော်သတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့လယ်12နာရီလောက်မှာ လေချောင်းကနေ9ချိန်လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းထိဒရုန်းပုံကျဲတာလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ပြီးပစ်ကူပေးခဲ့ပါတယ်။ဗမော်တိုက်ပွဲကို မနစ်ကဒီဇင်ဘာမှာစတင်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့တရင်တက်ဌာနတွေကို KIA ကသိမ်းယူထားနိုင်ခဲ့ပြီးစီအေးရအသာစီးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်မရှင်ကပြီးခဲ့တဲ့ဩဂတ်စ်လကရောက်ရှိလာတဲ့စစ်သည်မော်တွေကနေလက်နက်အင်အားလူဝင်အားဖြစ်တင်ပြီးနောက် KIA ဟာတင်ကားတရင်ပါဝင်တရင်သုံးခုနဲ့ဗမော်လင်းကွင်းတစ်စိတ်တစ်ပိုင်းတို့ကိုလက်လွတ်ခဲ့ရပါတယ်။